တရုတ်နိုင်ငံယူနီယံပြည်နယ်မှာအကျင်းပမယ်လမ်းလမ်းချမ်းမဲခေါင်ပေါ့နော်ဒီမဲခေါင်မြို့ဝမ်းဒေတာတခြားကနိုင်ငံတွေပေါင်းစုံပါပေါ့နော်စုပေါင်း6နိုင်ငံပေါ့နော်တကယ်လို့ထိပ်တန်း6နိုင်ငံကနေပြီးတော့အလူတွေအကုန်ပေါင်းစုံပြီးလူပညာရှင်တွေအကုန်ပေါင်းစုံပြီးတော့ကိုကိုနိုင်ငံကကားကိုဖလှယ်ပြီးတော့တင်ပြကြမယ်ပွဲတော့ဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်တို့ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့ရွေးချယ်ခံရတဲ့ကားဖြစ်ပါတယ်ဗျာဟုတ်မမေမီကကျွန်တော်ဒီကိစ္စပြောတဲ့အချိန်မှာအာ သူတိရစတိအချိန်မှာသူသူလည်းတယောက်ဆောင်တယောက်အနေနဲ့ဒါညာစမ်းကြီးဆိုတာမိမိကိုယ်ကိုအတွက်ဟိုခွဲမရနိုင်တဲ့အရာတစ်ခုလည်းဖြစ်တယ်လို့ကျွန်တော်ကထင်ပါတယ်အမကလည်းအဲ့လိုခံထားပါတယ်အဲ့တော့ဒီစတိအချိန်မှာအရန်ပျော်ပျော်တယ်ပေါ့နော်ဒါပေမဲ့အမကကြုံတိထားပြီးသားပေါ့သူကလွန်ခဲ့တဲ့တစ်နှစ်လောက်ခေတ်ကအာဒီကားကအာနိုင်ငံတကာမှာပွဲမှာပြရအောင်မယ်ဆိုပြီးတော့ Terror Horror ပေါ့နော် Terror Horror ဆိုတော့သူကကြုံတိထားပြီးသားကျွန်တော်သူ့ကိုနှမ်းပြီးပြောတဲ့အချိန်မှာလည်းအမကြီး မှန်သွားပြီအရင်မှန်သွားပြီပြောချင်ပါအေးသားရေမှန်လိုက်တာပေါ့နော်မှန်လိုက်တာတကယ်ဖြစ်လာပြီပေါ့ဆိုပြီးတော့ကျွန်တော်တို့ကကြိုသိထားပြီးသားအရာပေါ့နော်ဒါကျွန်တော်ဟိုတဲရော့ဟောထားတဲ့ကိစ္စကြီးတခုမှန်သွားရဆိုပြီးတော့အဲ့တော့အရင်စမ်းကြင်မှုတွေရောပျော်ရွှင်မှုတွေရောအပြည့်ရှိနေရပါတယ်ဟုတ်ကျွန်တော်ဒီညနေချိန်နဲ့အရင်ကန်ဆက်တယ်လို့ကျွန်တော်ခန်းစားရပါတယ်ဒီပြောကိုပရိသတ်ပေါ်စင်နာထားပြီးကြိုးစားခဲ့အရာတွေကဟိုထိုက်တန်တဲ့အရာ ပြန်ရောက်လာတယ်လို့ခန်းစားရတယ်ပေါ့ဘယ် project တွေဘလောက်ပဲထပ်ပြီးဖြစ်လာဖြစ်တာ ี่จะเป็นแานๆนี้สุดเลยค่ะเราลองว่ามันมีไหนเนี่ย แต่มูแค่ไม่ยาหยาดขู่กว่าครับ အဟုတ်ကဲ့အခုကတော့ဒါကျွန်တော်တို့ရဲ့တဝင်းနယ်မြလင်းစီကဒါနိုင်ငံတကာရုပ်ရှင်ပွဲတော်ကနေပြီးတော့တို့နိုင်ဒီနိုင်ငံနေပေါင်းစုံမဲ့ရုပ်ရှင်ပွဲတော်မှာ ပြဖို့တကူအကန့်လန့်ခံရတယ်ရွေးချယ်ခံရတယ်ပေါ့နော်အဲ့အတွက်အပျော်ရှင်မှုကတော့အတိုင်းမသိပါပဲပျော်ရှင်နေဆိုရဲဟာမှာကြတော့ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့ကိုဖန်တီးမှုတရားအနေနဲ့ကိုရဲ့ဖန်တီးမှုလေးကိုနိုင်ငံတကာကိုပြခွင့်ရတဲ့ဟာလေးကတော့ဒါ ပျော်ရွှင်မှုတစ်ခုပေါ့နော်ဒီပြောင်းမှာဒွေနေမြန်နီးဒီပြည်သက်တွေရဲ့ဆန္ဒလေးတွေဖြည့်ဆည်းပေးနိုင်တယ်လို့လည်းခန်းစားရပါတယ်ဘာလို့ဆိုတော့ဒီရေရွှေရှင်ကိုင်းမှာမဟုတ်ဘူးရှေ့ဇလန်းတွဲမှာကလေးဟိုကလည်းပြည်သက်တွေကနိုင်ငံတကာသွားစီချင်ကြရတယ်ရေရွှေရှင်ကိုင်းတင်းနေချိန်မှာလည်းဒီကားလေးကိုနိုင်ငံတကာမှာလည်းပြသခြင်းနဲ့အဲ့လိုအတိမတ်ပြမှုရရခြင်းနဲ့မြတ္တာရေးစေနာတွေတွေ့ရတယ်ပေါ့နော်ဒီဆန္ဒလေးတွေကိုကျွန်တော်တို့ကအခုချိန်မှာ ဖြည့်ဆည်းပေးလက်နိုင်ပြီဆိုတော့ဒီဟိုအတွေ့အလျရလည်းအများကြီးပျော်ရွှင်စေရပါတော့နော်အဲ့တော့ပျော်ရွှင်မှုတွေပေါင်းစုံနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ဟာတရုတ်နိုင်ငံ Union ပြည်နယ်မှာအကျင်းပမဲ့လမ်းလမ်းချမဲခေါင်ပေါ့နော်ဒီမဲခေါင်မြို့ဝမ်း data တခြားကနိုင်ငံတွေပေါင်းစုံပါပေါ့နော်စုပေါင်း6နိုင်ငံပေါ့နော်တကယ်လို့ထိပ်တန်း6နိုင်ငံကနေပြီးတော့အာလူတွေအကုန်ပေါင်းစုံပြီးလူပညာရှင်တွေအကုန်ပေါင်းစုံပြီးတော့ကိုကိုနိုင်ငံကကားတွေကို ဖလှယ်ပြီးတော့ပြင်ကြကြမယ်ပွဲတော့ဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်တို့ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့ရွေးချယ်ခံရတဲ့ကဖြစ်ပါတယ်ဗျာဟုတ်အာမယူရခဲ့ဘူးမယူခဲ့ဘူးခင်ဗျဟိုဒါပေမဲ့ဟိုဘယ်လိုပြောရမလဲတပင်းနေများလေးစီကိုစပြီးတော့အာဒီရိုက်ကူးတဲ့အချိန်မှာဟိုနိုင်ငံတကာသွားမယ်ဆိုရဲအစီအစဉ်လဲဟိုယူရပြီးရိုက်ကူးခဲ့တာလည်းမဟုတ်ပါဘူးကိုတနိုင်နေအင်အားလေးနဲ့ပဲကိုတနိုင်နေအင်အားလေးနဲ့ပဲကိုအကောင်းဆုံးအကောင်းဆုံးစူးစမ်းခဲ့ရပါတော့เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ ဖန်တီးမှုတွေကိုအမြဲကြည့်ရပြည်သက်တွေဆိုလည်းဒါသတိထားမိကြရပေါ့ကျွန်တော်က project ကြီးကြီးသေးသေးကျွန်တော်ရဲ့အားစိုက်ထုံးမှုကမလျော့သွားဘူးပေါ့ကျွန်တော်အကောင်းဆုံးစူးစမ်းပါတယ်အဲ့တော့ဒါပေမဲ့ဒီစူးစမ်းမှုလေးကဒီနိုင်ငံတကာကနေကို သူတို့စီမှာလာပြဖို့ဆန္ဒရှိရဲဆိုတာကိုသိရချိန်မှာဟိုကျွန်တော်အတွက်ရောဒီနေ့မြန်နေစီတစ်ဖွဲ့သားလုံးအတွက်ရောမြန်နေစီပြည်သက်တွေတော့ကျွန်တော်အရင်ပြောပါတယ်ဗျာဒီဒီနေ့မြန်နေစီကိုဒီမှာပြခဲ့အာ version အတိုင်းကိုပဲကျွန်တော်တို့အာဒါအင်္ဂလိပ်စာရန်သူတော့တရုတ်စာရန်သူတော့ ਨੇ ဒါနိုင်ငံတကာမှာပြမှာဖြစ်ပါတယ်မမမီကကျွန်တော်ဒီကိစ္စပြောရချိန်မှာအာသူတိရစသည့်အချိန်မှာသူသူလဲတရုတ်ဆောင်တရားအနေနဲ့ဒါ ညာစမ်းကြီးဆိုတာမိမိကိုယ်ကိုအတွက်ဟိုခွဲမရနိုင်တဲ့အရာတစ်ခုလည်းဖြစ်တယ်လို့ကျွန်တော်ကထင်ပါတယ်အမလည်းအဲ့လိုခံယူထားပါဗါတယ်အဲ့တော့ဒီစသည်အချိန်မှာအရန်ပျော်ပျော်ရဲပေါ့နော်ဒါပေမဲ့အမကကြုံတိထားပြီးသားပေါ့ကြုံတိထားပြီးသားဆိုတော့သူကလွန်ခဲ့တဲ့တစ်နှစ်လောက်ခေတ်ကအာဒီကားဟာအာနိုင်ငံတကာမှာပွဲမှာပြရအောင်မယ်ဆိုပြီးတော့ Terror Horror ပေါ့နော် Terror Horror ဆိုတော့သူကကြုံတိထားပြီးသားတကြုံတိထားပြီးသားဆိုတော့တော့ဟာကျွန်တော်လည်းသူကကြိုပြောပြထားပြီးသားပေါ့နော်အဲ့တော့ကျွန်တော်သူ့ကိုနှမ်းပြီးပြောချင်ပါလေအမကြီး မှန်သွားပြီအရင်မှန်သွားပြီပြောချင်းမှာအေးသားရေမှန်လိုက်တာပေါ့နော်မှန်လိုက်တာတကယ်ဖြစ်လာပြီပေါ့ဆိုပြီးတော့ ကျွန်တော်တို့ကကြိုသိထားပြီးသားအရာပေါ့နော်ဒါကျွန်တော်ဟိုတဲရော့ဟောထားတဲ့ကိစ္စကြီးတခုမှန်သွားဆိုပြီးတော့အဲ့တော့အရန်စန်းကျင်မှုတွေရောပျော်ရွှင်မှုတွေရောအပြည့်ရှိနေရပါတယ်ဟုတ်ကျွန်တော်နှစ်ယောက်ကတော့ကျွန်တော်နဲ့မမေမီနဲ့စုံပြီဆိုရင်တော့ဒီညာနေစီမှာမဟုတ်ပါဘူးဘေကားဖြစ်ဖြစ်တော့ကျွန်တော်အပြည့်ဝစိတ်နေကြရပါတော့အခုမကြခင်ယုံတင်တော့မမေချီဦးစကားဆိုလဲကျွန်တော်တို့အပြည့်ဝစူးစမ်းထားပါတယ်တကယ်လို့စင်စာပြတဲ့အချိန်မှာဟိုစင်စာလူကြီးမင်းတွေကတပင်းနေညာနေစီထပ်ပို့ပြီးအများကြီးကောင်းပါလားပြီးတော့အာတကယ်လို့ တကယ်အားလုံးသိရဲ့တကယ်လူကြီးတရားဆိုရင်ကြည်ရမဝဘူးပြန်ပြန်အောင်ကြည်ကျင်တယ်အရန်ကြိုက်တယ်ပေါ့နော်အဓိကဒါအရန်တော်လာတယ်အရန်ဆက်ကြိုးစားလို့အရန်ချီချူချက်ပေးကြရပေါ့နော်ကျွန်တော်လည်းမမမီနေရတော့ဟိုဇက်ကောင်တစ်ခုဖန်တီးရမယ်ဇက်ကောင်တစ်ခုဖန်တီးရမယ်ဆိုရင်ယူသွမှုကတော့ဒါဘယ် project နေနေပေါ့နော်ညာနေစီမှာမဟုတ်ပါဘူးအပြည့်ရှိပါတယ်ဂျားထဲမှာကျွန်တော်ပရိသတ်တွေနဲ့အဆက်မပြတ်သွားအောင်ရကူထုတ်လွှင့်ခဲ့တဲ့သူ့ဟိုမှာချင်းမိပြီဆိုတော့ဇက်လန်တွေမှာဆိုလေဒါမူရကူကအရန်ဟိုပေါ့နော် တကယ်အရန်အားလုံးအတွက်ဟိုဟိုကြောက်စရာပြီးလိမ်စက်ကောင်တစ်ခုဖြစ်ခဲ့ပေါ့နော်အဲ့လိုပဲအပြေဝါဇလန်တဲပဲရဲရဲကားကြီးပဲရဲရဲကျွန်တော်နဲ့အမားနဲ့စုံပြီဆိုရင်အပြေဝါအဆိုင်မှုကအပြေရှိပါတယ်အော်တဲရောဆွဲဖြစ်တာကြာဒီကားနဲ့ဆွဲဖြစ်တာကြာကျွန်တော်မဟုတ်ဘူးเนาะအမအမအမမေးရပါဗောသူမေးတာလည်းဟိုဒီကားကြောင့်မေးတာမဟုတ်ပါဘူးသူဒီကျမ်းမရဲ့ကိစ္စလေးမေးနေမှာအဲတဲရောကားနေပြီးတော့အဲဒီကားလေးအကြောင်းလည်းသူပြောပြီးမယ်ဆိုပြီးအမကတ်တက်ချိုးခိုင်းတဲ့အချိန်မှာ ကုန်လုံးပေါ့နော်အကုန်လုံးပေါ့အဲဒီကြားဖြစ်တဲ့ကိစ္စတွေရောအဲဒီကနေ့ပတ်သက်ပြီးထပ်ဖြစ်အောင်မယ်ကိစ္စတွေရောအဲ့လိုပြောထားတဲ့အားလေးပေါ့နော်အားလေးဟိုဒီဟိုဒီလိုမျိုး terror တို့ဗီဒီယိုမျိုးကြတော့လေဟို50 50တွေးရတာပေါ့နော်အဲ့လိုမှန်ကောင်းလဲမှန်နိုင်တယ်လွယ်ကောင်းလဲလဲနိုင်တယ်ပေါ့အဲ့လိုမျိုးအချက်တရားတော့ကိုယ်ကမှတ်ထားတာပေါ့အဲ့တော့ဒီလိုနိုင်ငံတကာရွေးရှင်ပွဲတော်မှာပြဖို့ဒီလိုဖြစ်လာရဆိုတဲ့အချိန်အခုမှကြတော့လေအော်မှန်သွားပါလားဆိုတဲ့ဟာလေးတခုကအာဒါဟိုရင်ထဲမှာ အံ့ဩစရာဖြစ်သွားတာပေါ့နော်ဟုတ်ကျွန်တော်ဟိုဒီတပင်းနဲ့မြန်နေစီကြောင့်ကျွန်တော်နေရာတစ်ခုရောက်လာဆိုတော့ဒါခိုင်းမှာပြောလို့ရတာပေါ့နော်ဟိုတကယ်ကလေးဘွားတွေရတယ်အများကြီးရုန်းကန်ပြီးတော့စူးစမ်းခဲ့တယ်ဆိုပေမဲ့လည်းဒီတပင်းနဲ့မြန်နင်းစီကိုစလုပ်ပြီးအချိန်မှာမှဇလန်တွဲဆိုလဲဇလန်တွဲ ကာလမှာစံချိန်ချိုးရဲ့ဇာတ်လမ်းတွေဖြစ်ခဲ့ရုပ်ရှင်ဆိုလဲဒါအားလုံးသိပြီးသားပါเนาะဒီဝင်ငွေစံချိန်အရာရောဒီအမှုပညာအရာပုဒ်တရေချက်ချင်းမြစ်တာအရာရောဒါအများကြီးအောင်မြင်မှုရခဲ့ပေါ့เนาะအခုဆိုလဲဒီနိုင်ငံတကာထိပါသွားရပေါ့ဒီကျွန်တော်တက်ကကျတော့ဟိုပထမအဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာဒီလိုမျိုးကြီးဖြစ်ခွင့်ရတာပေါ့เนาะအဲဒါတော့ကျွန်တော်ဒီညာနေစီနေတဲ့အရန်ကန်ဆက်တယ်လို့ကျွန်တော်ခံစားရပါတယ်ဒီကိုပရိသတ်ပေါ်စီနာထားယူကြတဲ့အရာတွေကဟိုထိုက်တန်တဲ့အရာပြန်ရောက်လာတယ်လို့ခံစားရတယ်ပေါ့အဲ့တော့ဟိုပြောရရင်မှာရဟို ကျွန်တော်ဘုရားမှာအခုလေ project တိတ်အများကြီးရိုက်နေတယ်ထပ်ပြီးတော့အများကြီးရိုက်အောင်ပါဘာမဲ့ဘယ် project တွေဘလောက်ပဲထပ်ပြီးဖြစ်တာဖြစ်တာဒီတပင်းနံညာနေစုတွေဟာကျွန်တော်လုံးဝမမိနိုင်တဲ့တန်ဖိုးဖြတ်မရအရာတစ်ခုပါပဲဟုတ်